မင်္ဂလာပါကျွန်တော်တော့ဂျူနီယာပါအမေပါ Defy Channel ကနေကြိုဆိုပါရစေဒီနေ့ဗီဒီယိုမှာကျွန်တော်တို့နေပြည်တော်လောကမှာအရင်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတစ်ခုဖြစ်တဲ့ Ethereum Smart Contract အကြိုပြတ်ပြတ်ပြတ်မှာဖြစ်ပါတယ်ဒါပါလေဘယ်လိုလုပ်လုပ်လဲဘာကြောင့်အရေးကြီးလဲဆိုတော့ ဟာလေလုယာကျွန်တော်ရှင်းပြပေးပါမယ်ပထမဆုံး smart contract ဆိုတာဘာလဲရိုးရှင်းရှင်းပြောရရင် smart contract ဆိုတာ blockchain နဲ့ပြည်တယ်ပေါ့မှာအလုပ်လုပ်တဲ့ computer program တစ်ခုပါဒါက select တစ်ခုလို့ပါပဲဒါပေမဲ့ sec ပေါ့မှာလက်မှတ်ထိုးတာမျိုးတော့မဟုတ်ပါဘူး digital နည်းနဲ့ကုတ်တင်နဲ့ရေးရတာပဲဖြစ်ပါတယ်သင်ကတယောက်နဲ့ဒီလိုရောက်ရဖို့သဘောတူထားရဆိုပါဆို smart contract ကအဲ့ဒီသဘောတူညီချက်ကိုအလိုလျောက်ဆွတ်ဆဲပြီးငွေပေးချေမှုနဲ့ အိမ်ပိုင်ဆိုင်မှုကိုလွှဲပေးနိုင်ပါတယ်။ရှားခအနေနဲ့ဘလဲမှာဘန်တို့ရှင်းတို့မလိုအပ်တော့ပဲ။ဒါပေမဲ့တကူမွေပေးချိနေတာပဲဖြစ်ပါတယ်။ဒါဆို Ethereum ကတော့ပါလဲ။ Ethereum ဆိုတာ blockchain တစ်ခုဖြစ်ပြီး Bitcoin လိုမျိုး digital ငွေကြေးတစ်ခုတော့မဟုတ်ပါဘူး။ Ethereum မှာသူ့ရဲ့ကိုယ်ပိုင်ငွေကြေး Ether ETH ရှိပေမဲ့သူ့ရဲ့အဓိက A ပါတဲ့အချက်က smart contract တွေကိုလုပ်ဆောင်နိုင်တဲ့ platform တစ်ခုဖြစ်နေတာပါ။ Ethereum ရဲ့ blockchain မှာ smart contract တွေကိုရေးသားဖို့ solidity လို့ခေါ်တဲ့ programming ပါတာစကားကိုသုံးပါလေဒီ code တွေက italian နဲ့ korean ထက်မှာသိသိထားပြီးဘယ်လိုလျှောက်လုပ်ဆောင်ပါလဲဒါကြောင့် smart contract တွေကလူကြီးစိတ်ချရပြီးလူတွေရဲ့ warehouse support မှုမလိုပဲလုံးလုံးနေပါလေ smart contract တွေကဘာကြောင့်ရေးကြည့်ရလဲလူကြီးစိတ်ချမှု smart contract တွေက blockchain ပေါ်မှာသိထားတာမို့ဘယ်သူမှပြောင်းလဲလို့မရပါဘူးဒါကြောင့်လူတွေကိုလူကြီးစိတ်ချမှုပေးနိုင်ပါလေ။နံပါတ်1အလဲလက်ဂျာလူဘလူးအပ်ဥပမာမိုဘိတ်ရှင်းမှုတွေ၊အချမ်းမြေရောက်ဝဲမှုတွေပါ ဘန်တို့အေဂျင့်တို့မလိုရတော့ဘူးဒါကခုံကျစိတ်တတ်တတ်ရှိပါတယ်နံပါတ်3ဉာဏ်ဆံမှုစမက်ကောက်ထက်တွေကလူလျောက်လှုပ်လှုပ်တာမှုလူကိုယ်တိုင်လှုပ်ရတဲ့လမ်းစဉ်တွေထက်ပိုမြန်ပါတယ်နံပါတ်4အသုံးပြုနိုင်မှုစမက်ကောက်ထက်တွေကိုဘန်လုပ်ငန်းအာမခံအင်ချမ်းကြီးထောက်ပံ့ပို့ဆောင်ရေးစရဲ့ level မျိုးစုံမှာသုံးနိုင်ပါတယ်စမက်ကောက်ထက်တွေကိုဘယ်လိုသုံးပြုလဲဆိုတာဥပမာတစ်ချို့နဲ့ကြည့်ကြအောင်နံပါတ်1အာမခံလုပ်ငန်းအာမခံဆက်ချက်တစ်ခုကိုစမက်ကောက်ထက်နဲ့လုပ်ထားမယ်ဆိုရင် ဥပမာမိုးသည်မှုနဲ့ဖြစ်မယ်ဆိုရင်စာချုပ်ကအလိုလျောက်ဆိုင်ရာအာမခံပတ်သက်ကိုလွှဲပေးနိုင်ပါတယ်။နံပါတ်2ထောက်ပံ့ဖို့ဆိုရင်ကုန်ပစ္စည်းတစ်ခုကိုတနေရာနဲ့တနေရာပို့တဲ့အခါ smart contract ကကုန်ပစ္စည်းရပြီဆိုမှမွေပေးခြင်းမှုကိုလုံဆောင်ပေးနိုင်ပါတယ်။နံပါတ်3ဂိမ်းနဲ့ NFT Ethereum ရဲ့ပုံမှာဂိမ်းတွေနဲ့ NFT NFT fungible token တွေကို smart contract တွေနဲ့ဖန်တီးထားတာများပါတယ်။ဥပမာ crypto kitties လို့ ဒီနေ့မှာဒီကိစ္စကြောင့်လေးတွေကိုရောက်ရဖို့ spec contract တွေတုံးပါတယ်။ဒါပေမဲ့ spec contract တွေကအကျိုးအများကြီးရှိတယ်လို့စေကောင်းမှုတချို့လည်းရှိပါတယ်။ဒါပေမဲ့တဲ့ကုတ်အပားများ spec contract တွေကိုရေးတဲ့အခါကုတ်တွေအမှားပါရင်ပြဿနာတက်နိုင်ပါတယ်။ဘာလို့လဲဆိုတော့ blockchain ပေါ်တင်ပြီးပြတင်လို့မရတော့ပါဘူး။နံပါတ်2ဥပဒေအရ spec contract တွေကဥပဒေအရတရားဝင်မှုကိုနိုင်ငံတိုင်းမှာလက်ခံထားတာမဟုတ်သေးပါဘူး။နံပါတ်3ကုန်ကျစရိတ် Ethereum မှာ smart contract တွေကိုအလုပ်လုပ်ဖို့ gas fee လို့ခေါ်တဲ့ခကြင်ငွေပေးရပါတယ်။တစ်ခါတည်းရင်ဒီခကြင်ငွေကမြင့်တက်တတ်ပါလေ။ကဲဒီနေ့တော့ကျွန်တော်တို့ Ethereum smart contract တောင်းကိုပြပြခဲ့ပါတယ်။ဒီ video ကတင်းတော့အသုံးဝင်မယ်လို့မျှော်လင့်ပါတယ်။ကျွန်တော်ရဲ့နောက်ထပ် video တွေကိုကြည့်ဖို့ MMR device channel ကို subscribe လုပ်ပြီး bell icon ကိုလည်းထိထားဖို့မမေ့ပါနဲ့။ဒီ channel ပတ်သက်ပြီးသင်မမေ့ဖို့တင်ရှိရင် comment မှာရေးခဲ့ပါ။နောက် video ကတွေ့ကြမယ်နော်။ကျေးဇူးတင်ပါတယ်။ audio